မင်္ဂလာပါခင်ဗျာမြင်္ဂလာတရေ channel ကနေပရိသတ်ကြီးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့ရှေးဟောင်းရင်ကျင်းမှုအမွေအနှစ်တိုင်းနဲ့ပြည့်နှစ်နေမြန်မာပြည်ရဲ့ယတနာပုဂံမျိုးဟောင်းကြီးမှာကျုံတွေ့ခဲ့ရတဲ့ယင်ထိတ်ဖွယ်ရကျောင်းမတ်ဖွယ်ရအထက်ပြတစ်ခုအကြောင်းပါပဲပုဂံဆိုတာအလအပါတွေနဲ့ပြည့်နေတယ်လို့ရှေးဟောင်းဖရားတွေစေဒီပထိုးတွေရဲ့အငွေအသက်တွေကတချို့နေရာတွေမှာပုံမှန်မဟုတ်တဲ့ခံစားမှုမျိုးတွေကိုဖြစ်ပေါ်စေတတ်တာတော့အမှန်ပါပဲ။ ဒီဇာလန်လေးကကိုစိုးမင်းဆိုတဲ့ဓာတ်ပုံဆရာတယောက်ရဲ့ဂျုံတွဲမှုအကြောင်းပါ သူကရှေဟောင်းပစ္စည်းတွေရှေဟောင်းဘီတုကလက်ရာတွေကိုစိတ်ဝင်စားသူတယောက်အဲ့ဒီလိုစိတ်ဝင်စားတဲ့အရာရောက်ပိုကန်ကိုတွားရောက်ပြီးဖျားဟောင်းတွေရဲ့အလအပါတွေကိုမှတ်တမ်းတင်ကျင်စိတ်ပြင်ပြနေခဲ့တာပေါ့အထူးသဖြင့်လူသူမနည်းတဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့ဖျားဟောင်းလေးတွေရဲ့မြို့ဝတ်ဆန်းကျယ်တဲ့အလတရားတွေကိုဖမ်းယူချင်နေခဲ့တာပါ တရက်သူဟာသူ့ရဲ့ကင်မရာမှန်ပီလူးတွေနဲ့အတူအထုပ်အပိုးတွေယူပြီးပိုကန်ကိုထွက်လာခဲ့တယ်။ပိုကန်ကိုရောက်တော့ကိုဆိုမန်ဟာနေခင်ဘက်တွေမှာနာမည်ကြီးဖျားတွေကိုလိုက်လံရိုက်ကူးတယ်။နေဝင်ချင်းတွေမှာတခြားဖျားတွေစီကနဲ့နေဝင်စီစာအလာကိုရိုက်ကူးတယ်။နေဝင်စီစာကတော့တကယ်ကိုလှပါတာပေါ့။ဒါပေမဲ့သူစိတ်ထဲမှာတမျိုးလေးခံစားနေရတာကညနေဆောင်တဲ့အခါလေတဖြူးဖြူးတဲ့အတူတချို့ဖျားတွေစီကနဲ့အေးဆက်ဆက်အငွေ့အသက်တွေဝေဝဲလာတတ်တာကိုပါပဲ။ တဖြည်းဖြည်းနဲ့သူပိုပြီးစိတ်ဝင်စားလာတာကလူသိမ့်မရောက်တဲ့တိတ်ဆိတ်နေတဲ့ခြုံလွဲပိပောင်းတွေနဲ့ဖုံအုံနေတဲ့ဖျားဟောင်းလေးတွေပါပဲအဲ့ဒီဖျားတွေမှာရှေးဟောင်းဝိညာဉ်တွေရဲ့ယဉ်နန်းအငွေအသက်တွေရှိနေသလိုမျိုးသူခန်းစားရတယ်။တနေ့သူမင်းလဲဆရာတယောက်နဲ့စကားဆက်မိရင်လူသိမ့်မရောက်တဲ့နင်းနေတော့ဝေးရဲ့ဖျားဟောင်းတစ်ခုအကြောင်းကိုကြားလိုက်ရတယ်။ အဲ့ဒီဖခင်ကရှေးဟောင်းလက်ရာတွေပို့ပြီးထူချတယ်။음နည်းနည်းတော့ဝိညာဉ်အငွေအသက်လေးနေတယ်လို့မင်းလဲဆရာကပြောပြတယ်။ဒါပေမဲ့ညဘက်ဆိုသိပ်မကောင်းဘူး။ဖခင်ဖူးဒီလည်းညဘက်ဆိုမသွားရဲဘူးလို့လည်းတတိပေးလိုက်သေးတယ်။ ကိုစိုးမင်းဟာစွန့်စားရတာကိုကြိုက်သူဆိုတော့မြင်းလဲစရာရဲ့တတိပေးစကားကိုတိတ်ကယူမဆိုင်မိလိုက်ဘူးညဘက်ဆိုပူပြီးလျှော့ဝတ်ဆန်းချက်ပြီးဓာတ်ပုံပိုလာမှာပဲလိုတောင်သူတွဲလိုက်သေးတယ်။နောက်နေ့နေလဲဘက်မှာပဲသူမြင်းလဲစရာစီကလမ်းညွန့်လျူပြီးအဲ့ဒီဖရာဟောင်းစီကိုထွက်လာခဲ့တယ်။လန်းကတော့တကယ်ကိုကြမ်းတမ်းပြီးခြုံလွယ်ပိတ်ကောင်းဒီနဲ့ဖုံအောင်နေကတရားလန်းကနေတဖြည်းဖြည်းမြေသားလန်းကိုရောက်သွားပြီးအနီရောင်ဖုံတွေကသူ့ခြေလောက်တဲကိုဖုံလန်းလာတယ် နိုင်ရဖက်လောက်စီနင်းပြီးတဲ့နောက်မှာတော့ဖះဟောင်းကြီးကိုတူးတွဲလိုက်ရတယ်။တကယ်ကိုခမ်းနာပြီးရှင်ဟောင်းအငွေအသက်တွေထွက်နေတဲ့ထီးဆွေးဆွေးတွေနဲ့ဖះတဆူပဲ။သူ့ဖះထဲကိုဝင်ရောက်ပြီးထပုံတွေဆက်ရိုက်တယ်။အထဲကကြောက်စစ်လက်ရတယ်။နိုင်ရန်ပန်းချီကဟောင်းတွေကိုသူ့သဘောကျနေခဲ့တာပေါ့။ပုံရိပ်ကောင်းကောင်းရဖို့အထူးမှန်ပြီးလူတွေပါတက်ပြီးရိုက်ကူးနေခဲ့တာ။ အထိတ်တွေတဖြည်းဖြည်းကုံဆုံးလာတာကိုသူတတိမထောင်မိလိုက်ဘူးနေမင်းကြီးဟာအနောက်ဘက်ကတောင်ကုန်းဒီနောက်ကိုတဖြည်းဖြည်းဝင်ရောက်လွတ်လာနေခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်စပြူလာပြီးပုံမှန်ဆိုရင်ညနေဆောင်ဆိုရင်ဖျားဖူးတွေလုံချုံငဲတွေရှိတတ်တယ်မဲ့ဒီဖျားမှာတော့သူတယောက်တည်းပဲရှိနေခဲ့တယ်ဟင်ဘာသူမှမရှိတော့ဘူးလားလို့သူစိတ်ပူမိသွားတယ် ရှူသူခင်းဖြစ်နေလေပြင်းတွေကတိုက်ခတ်လာတယ်။ဖခင်ရဲ့နိုင်ရန်တွေပေါ်ကအပေါက်လေးတွေကနေလေတိုးတန်တွေဟူဟူလို့တိုးတိုးလေးအော်ဟစ်နေတယ်လို့မျိုးသူကြားနေရတယ်။ကိုဆိုးမဲခေါင်းအဆတ်ချေအဆုံးစက်တီမွေးညင်းတွေထားလာတယ်။ငါတယောက်ထဲပဲလားလို့သူကိုဘာသာကိုမေးမိတယ်။ သူဖုံးထုတ်ပြီးဓာမီထွက်လိုက်တယ်။အလင်းရောင်ကရှေ့ကိုတော့ထိုးဖိနိုင်ပေမဲ့ဘေးပတ်ဝန်းကျင်တစ်ခုလုံးကတော့မောင်မောင်မီးနေပါတယ်။သူအဓိကရည်ရထားတဲ့ဖရားရဲ့အနောက်ဖက် နိုင်ရန်ဆွေးဆွေးတဲ့ရှိတဲ့နေရာကိုရှောက်သွားလိုက်တယ်။အဲ့ဒီနိုင်ရမှာရှေးဟောင်းပန်းချီကားတွေရှိတယ်လို့သူကြားဟုထားတယ်။မောင်မိုက်နေတဲ့ကြားကသူဓာမီနဲ့ထိုးလိုက်တော့တကယ်ကိုလှပါပြီးမိမ့်မိန်နေတဲ့ပန်းချီကားဟောင်းတွေကိုတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီပန်းချီကားတွေထဲကရှဲဖြစ်ဝှစ်စုံတဲ့လူရောက်တဲ့ရဲ့မျက်လုံးတွေကသူ့ကိုစိုက်ကြည့်နေတဲ့လိုမျိုးသူခန်းစားရတယ်။ ဓာတ်ကုန်ရိုက်ဖို့ကင်မရာကိုမြောက်လိုက်တော့ရုတ်တရက်ကင်မရာကတီတီအတန်နဲ့အဲရာပြားပြီးမှန်သားပြင်ကမောင်းကြသွားလဲဟိုက်ဘာဖြစ်တာလဲအဲ့ဒီအချိန်မှာပဲအနောက်ဘက်ကနေတိန်တိန်တိန်လို့တတ်တူချင်းရိုက်တန်လိုမျိုးတန်စီခောက်တန်လိုမျိုးအတန်တခုကိုသူချားလိုက်ရတယ်ဘသူများလဲဒီလောက်ညံ့နေနေပြီကိုဖျားထဲမှာသူတယောက်ထဲပဲရှိတင်တာသူဓာတ်မီနဲ့လိုက်ထိုးကြည့်တယ်ဘာမှမရှိဘူးတိတ်ဆိတ်နေတယ်သူအိမ်မက်များမှတ်နေတာလားလို့တောင်သူထင်လိုက်သေးတယ် ဒါပေမဲ့မဟုတ်ဘူးနောက်တစ်ခါတိန်တိန်တိန်အတန်ကပို့ပြီးတော့ကျဲလောင်းတယ်အဲ့ဒီအတန်ကသူ့ရဲ့နားထဲကိုတန်းတန်းမတ်မတ်ဝင်ရောက်လာပြီးသူ့ရဲ့နှလုံးသားကိုဖြစ်မြင့်လိုက်တယ်လို့မျိုးခံစားရတယ်ကိုဆိုမင်းရင်တွေတိတ်တိတ်ခုန်လာတယ်သူ့ခြေလမ်းကိုနောက်ဆုံးပြီးတော့နန်းရံပွားကမြေသားကြီးချီကနဲ့အတန်နဲ့ပိတ်ကြသွားတယ်အဲ့ဒီအတန်ဟာပတ်ဝန်းကျင်ရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်ပြီးသူ့ရင်ထဲမှာပို့ပြီးတော့ကြောက်စိတ်တွေတိုးလာစေတယ်အဲ့ဒီအတန်ကြားလိုက်တာနဲ့ဟဲ့ဖခင်ရဲ့အမောင်းထူတဲ့ကနဲ့လူရိပ်မင်းမင်းတို့ကတပြေးပြေး ွက်ပေါ်လာတယ်။အဲ့ဒီလူရိတ်ဟာရှေးဟောင်းဝေယုံဟောင်းရွေဝဲထားပြီးခန္ဓာကိုယ်တစ်ခုလုံးကပုံရိပ်ယုံလိုမျိုးမိမ့်မိမ့်လေးပဲရှိနေတယ်။မျက်နာကတော့ကောင်းကောင်းမမြင်ရဘူး။ဒါပေမဲ့သူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးညလုံးကတော့ရဲရဲနေနေတယ်။အမဲလေကိုစုံးမဲဟင်သူလန့်ပြီးပါဆက်အဟောင်းသားထည့်သွားတယ်သူခြေစောက်တွေရွှေ့လို့မရတော့ဘူးမြေပြင်မှာတက်ဆင်ထားတယ်လို့မျိုးသူမလှုပ်ရှားနိုင်တော့ဘူး အဲ့ဒီဝိညာဉ်ဟာသူ့စီကိုတဖြည်းဖြည်းချင်းတိုးဝင်လာတယ်။ရှူရှူအတန်တဲကသူ့ဘဲပတ်လမ်းမှာလွင့်မြောနေတယ်။အေးဆက်ဆက်အငွေအသက်တဲကသူ့ရဲ့ပါပြင်ကိုလာရောက်ထိတွေ့တယ်။ ဖရားဖရားကိုစိုးမဲ့စိတ်ထဲကနေတဖို့ဖို့ရွဆိုနေမိတယ်။အဲ့ဒီဝိညာဉ်ဟာသူ့ရှေ့ကိုတဖျဲဖျဲချင်းရောက်လာပြီးသူ့မျက်နှာကိုစိုက်ကြည့်လိုက်တယ်။အဲ့ဒီမျက်နှာက ပုတ်တိုးနေတဲ့အိုမင်းရင်ရော်နေတဲ့ကြောက်စရာကောင်းတဲ့မျက်နှာတစ်ခု။မျက်လုံးအိမ်တွေကဖြူးချောင်နေပြီးသွေးဆဲပေးကြနေသလိုမျိုးပါပဲ။ဝိညာဉ်ရဲ့လက်ချောင်းတွေကသူ့ရဲ့ပခုံးကိုလာရောက်ထိထွေဖို့ရက်လိုက်တယ်။အေးဆက်ဆက်ပုတ်ဆက်ဆက်အနံ့ဆိုးတွေကသူ့နှာခေါင်းထဲကိုထိုးဖောက်ဝင်ရောက်လာတယ်။ကိုစိုးမဲ့အသက်ရှူရတာတောင်ခက်ခဲလာတယ်။ အဲ့ဒီအချိန်မှာဘဲကနေဘဲလို့တက်တည်တယ်ရလာလည်းမသိဘူးအာဟာလို့သူအော်ဟစ်လိုက်ပြီးဝိညာဉ်ကိုစောင့်သွင်းလိုက်တယ်ဒါပေမဲ့ဝိညာဉ်ကပုံရိပ်ရောင်ဆိုတော့သူ့လက်ကလေထဲကိုပဲရောက်သွားတယ်အဲ့ဒီအချိန်သူ့ဖုန်းကလက်ထဲကနေဖုန်းကနေပြုတ်ကျသွားတယ်ဓာမီကပိတ်သွားတယ်ပတ်ဝန်းကျင်တစ်ခုလုံးမောင်းမိုက်သွားပြန်ပြီးမင်းဖာလို့တာလေလို့နားထဲမှာခတ်တော်တို့ခတ်ဆတ်ဆတ်အတန်းတစ်ခုကိုသူကြားလိုက်ရတယ်ဟိုင်အဲ့ဒီအတန်းကသူ့ရဲ့နားနားလေးကနေတိုက်ရိုက်ပြောလိုက်တလို့မြုပ်တယ်သူစက်သေးသေးသွားတယ်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေ င်းဆက်သွားပြီးရွန်ရှာကြောက်ရွံ့မှုတွေနဲ့ပြင်းထန်သွားတယ်အဲ့ဒီဝိညာဉ်ကသူ့အနာကနေတပြေးပြေးနဲ့ဝေးသွားပြီးမယ်။အေးဆက်ဆက်အငွေ့အသက်တွေကတော့သူ့ပြီးပလဲမှာပဲရှိနေသေးတယ်။ပြီးပြီးတော့လို့သူ့စိတ်ထဲကနေအော်ဟစ်နေမိတယ်။သူ့မျက်စိဆုံးမိတ်ပြီးဖျားထဲကနေအသက်နိုင်ဆုံးအမြင့်ဆုံးပြည့်ထွက်လာခဲ့တယ်။ခြုံရဲပေပေါင်းတွေကိုမမြင်တော့ဘူး။ကြောက်တုံးတွေကိုမမြင်တော့ဘူး။ရှေ့ကိုပဲတဆိုင်မတ်မတ်ပြေးနေခဲ့တာ။သူ့ရဲ့နောက်ကျောကိုအေးဆက်ဆက်အငွေ့အသက်တွေကလိုက်လာနေတယ်လို့မျိုးသူခန်းစားနေရတယ်။ ဖះအပြင်ဖက်ကိုရောက်တော့လမ်းမလာလမ်းမလာလောင်သူမသိတော့ဘူးသူစိတ်ထဲမှာတခုတည်းပေါ်ရည်ရွယ်ချက်ကဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့ပဲအသက်လူပြီးပြေးခဲ့တာအချိန်ဘလောက်ကြာသွားလဲသူမသိဘူးနောက်ဆုံးတော့မီးရောင်မိတ်မိတ်လေးမြင်ထားတဲ့လူနေအိမ်တစ်ချို့ရှိတဲ့ရွာလေးတစ်ရွာစီကိုသူရောက်လာခဲ့တယ်အဲ့ဒီညသူအိတ်တောင်မအိတ်နိုင်ဘူးတကောလုံးတုံရနေခဲ့တယ်။မနဲ့မိုးလင်းတာနဲ့ကိုစိုးမင်းဟာပိုကံကနေချက်ချင်းပြလာခဲ့တယ်။အဲ့ဒီနေ့ကစားပြီးကိုစိုးမင်းဟာရှေးဟောင်းဖရားတွေကိုတယောက်ထဲညပဲသွားရတော့ဘူး။ သူ့ရဲ့အတွေ့အကြောင်းကပိုကန်ရဲ့အလားအပါနောက်ွယ်မှာရှေးဟောင်းဝင်းငင်တွေရဲ့ကဘာတစ်ခုရှိနေတယ်ဆိုတာကိုသက်သေပြလိုက်သလိုပါပဲ ဒီဇာလန်ကနေကျွန်တော်တို့သင်ခန်းစာယူစရာတခုရှိတာကတော့ရှေးဟောင်းနေရာတွေကိုသွားတဲ့အခါလေးစားမှုနဲ့တတိထားမှုအများအတန်းရှိနေဖို့ပါပဲ။ဘာလို့လဲဆိုတော့ကျွန်တော်တို့မမြင်နိုင်တဲ့မသိနိုင်တဲ့အရာတွေကအဲ့ဒီနေရာတွေမှာရှိနေကြလို့ပါပဲ။ကဲပရိသတ်ကြီးရေဒီနေ့ကျွန်တော်ပြောပြပေးတဲ့ပုဂံဖျားဟောင်းမှဝိညာဉ်ခေါ်တန်ဆောတဲ့ဇာလန်လေးကိုစိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဇာလန်ကောင်းတဲ့နားဆင်ဖို့မြန်မာတရားချန်နယ်ကို Subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာ။အားလုံးပဲဘေးရန်ကင်းရှင်းပြီးကောင်းသောညလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါမယ်။